ကျွန်တော်မလေးနေရကြတာတော့တခုလေးနေဘာဖြစ်လာလဲဆိုတော့ပတ်စံပုံပုံလေးနေနေကိုတိတာဘယ်လိုဆိုဆိုဒီအောင်လုံးဝမတော်အဲ့ဒါပါလဲဆိုပြီးအိမ်မှာပဲလူဆောင်းနေနေပါရဲ့ဆိုတော့ရအောင်ပေါ့နော်အဲ့ဒီဒီပိုင်း၆ခန်းနေနော်အခုတော့ဘင်းဒီဂျပန်ဆန်ပြီးတော့ပတ်စံလေးနဲ့တုံးနေနော်တပတ်တော့ကိုအနေနဲ့နေရ၃00လောက်တော့ပုံလုံးနော်ဒါတွေကအကုန်လုံးအ၆ခန်းနဲ့ဆက်ပေါ့နော်ဒီဘက်ကနေပြီးတော့ဒီဘက်အထိကအ၆ခန်းနဲ့ဆက်ဘက်ကကြတော့ အဝိရှော်ရဲဆက်ပေါ့နော်ဒါကြတော့ဟိုဖနက်တွေပါရှော်ရဲဟာဖနက်ရှော်ရဲဟာဒီမှာဒီဖနက်6ခန်းဟာဒါဖြစ်ပြီးတယ်ပြီးကလောက်တဲ့ဆက်ဒါကြတော့အကျူလေးနဲ့ဆက်ပေါ့နော်တကောင်ကလည်း washing machine နဲ့တွေ့ရတယ်ဒါလည်း washing machine ပဲတော့ washing machine ကကြတော့တစ်ခါလဲရင်ဒါ300ပဲအကြီးကြီးကကြတော့900သူ့ရဲ့ size ပုံမူတည်ပြီးတော့ကွဲသွားပေါ့နော်အ6ခန်းနဲ့ဆက်မှာတော့ size နဲ့အချိန်နဲ့ကွဲရပေါ့နော် အဲ့တော့အကြီး size တွေအဲ့ဒါကိုမှ6မိနစ်ကို100ဒါဆိုရင်10မိနစ်လာမယ်သူပြောင်းတာ10မိနစ်ကို100ဆိုတော့ကျတော့10မိနစ်ကို100ဂျပန်နဲ့တော်တော်များများသုံးတယ်ဒီလိုစောင်းမီးနေပါရှိသုံးတယ်သူတို့ပြုတ်နွေရာဒီပိုင်းလည်းသုံးတယ်ဒီလားစူးကတော့နွေရာဒီဆိုတော့မသုံးဘူးသုံးရကြတော့လေအိမ်ကြီးမှာအချောက်ခံပြီးထားထားရတယ်အစ်မပြုတ်ပြုတ်အိမ်ထဲမှာညီတို့ဆိုအိမ်ထဲမှာပဲလမ်းတော့ပဲအိမ်ထဲမှာလမ်းတော့ဘာဖြစ်လဲဆိုတော့အခန်းအကျင်းတော့အဲ့အဝတ်တွေနေရာဟာရှုပ်ချက်တွေဖတ်နေ ရဲ့အလုပ်ကအဲကောင်မလေးကတင်ပေးလိုက်တာသူဆိုရင်အဲ့ဒါမျိုးတုံးနေတဲ့သူကြည့်ပါလားတဲ့အရင်စီကြီးရဲ့သူဆိုရင်လည်းတော်လေးစမတရားလောက်တရားများလောက်ကိုပုံပြီးတော့တဲ့သူစိတ်ထောက်သွားပြီးသူဖောက်ပြီးတော့အင်ဂျင်ဝါရတဲ့ဆိုအဲ့တစ်ခေါက်တစ်ပတ်ကတုံးကြည့်တာတော်တော်လေးအဆင်ပြေအဲ့လေခုံလေးတွေအဲ့ချင်းလေးတွေထည့်ပြီးတော့အဲ့တစ်ခါတည်းခောက်ပြီးတော့အင်ရောင်တန်းထည့်လိုက်အောင်ပဲကွအဲ့တော့ဒီနေ့ကြာနေတနေရနေဆိုအဲ့အင်ကြီးပဲအဝှျော်ရပါတယ်ဆိုပြီးသွားတော့စနေနေ့ကြီးကြတော့ဆိုကကိုယ့်ရဲ့ငားချိန်ပူထွက်လာတာပေါ့နော် We call it bombing. we call it session. Bye bye.